မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ30ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးတပုတ်အနေနဲ့မြင်းမှုနယ်အရတော်ကကြေးရွာတွေမှာစေကြောက်ဆက်မျိုးရောင်းချသူများလာတဲ့သတင်းကိုတင်ဆက်ပါမယ်စခိုင်းနယ်မြင်းမှုနယ်အရတော်ကကြေးရွာတွေမှာစေကြောက်ပင်ဆက်မျိုးရောင်းချသူများလာတယ်လို့ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ဝင်တအူးစီကသိရပါတယ်စေကြောက်ပင်တွေကိုတော်လိုင်းရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့အရတော်မြို့နယ်တောင်ဘက်ရှိကဲပါမင်းရွာရောင်းချတော့ ရတာစင်တလေမလေးစားကြေးရွာတွေနဲ့မြို့မှုမြို့နယ်အရှိမြောက်ဖက်ရှိထိန်ကန်၊ရွှေဆောင်ကန်၊မွေးလာကြေးရွာတွေမှာ2023ကစတင်ကလက်ရှိအထိအများအပြားစိုက်ပျိုးရောင်းချလာကြတာလို့ဆိုပါရယ်စိုက်တာကပြည်သူတွေအပါအဝင်ရဲကြီးအဖွဲ့ပကဖာပလာဖာပါဖာတွေကစိုက်မျိုးနေတာဖြစ်ပြီးတရွာမှာ အပြင်းရေရှိတောင်းတိန်လောက်ရှိတယ်လို့ဝန်ရခရိုင်အတွေ့အကြုံလှူရှားနေတဲ့ကာကွယ်ရေးအဖွဲ့ဝင်တို့ကညီလက်အတံကိုပြောပါရယ်စေချောင်းပင်စိုက်ပျိုးမှုများလာတာကြောင့် ဒေသခံလူကြီးပိုင်းတွေကြားမှာသုံးဆွဲလာကြသလိုအသက်မပြည့်သေးတဲ့လူငယ်တွေမှာလည်းခိုးယူသားဆုံးနာမျိုးတွေလည်းရှိလာတဲ့အတွက်ဘေးထွက်ဆိုးရှိုးဖြစ်လာနိုင်တယ်လို့အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်ကပြောပါတယ်။ဒေသတွေမှာစေချောက်တွေစိုက်ပျိုးထိုးလို့ရောင်းချတာတွေများလာနေပေမဲ့တက်ဆိုင်ရမျိုးနယ်ပကဖပအဖပလဖတွေကထိရောက်အောင်အေးအေးယူဆောင်ရွက်တာတွေမရှိဘူးလို့လည်းသူကဆိုပါတယ်။မြို့မှုမျိုးနယ်အတွင်းစေချောက်စိုက်ပျိုးရောင်းချတာတွေနဲ့ပတ်သက်ပြီး ယခုနှစ်2025အတွင်းသတိပေးဖန်ဆီးမှုတွေလှုပ်ဆောင်တာပြီးဖြစ်တယ်လို့ညှိမှုမျိုးနယ်ပကဖားတာဝန်ရှိသူတို့ကပြောပါတယ်ဒီနေ့ထဲမှာလည်းနှစ်ခါသုံးခါလောက်ဖမ်းရပြီးပထမတစ်ခါဖမ်းကလေးကနောက်တစ်ခါထက်ဆိုင်ရင်လူတွေပါဖမ်းပြီးပြည်စည်းတွေသိမ်းမဲ့ဆိုပြီးသတိပေးခဲ့တယ်လို့သူကပြောပါတယ်ညှိမှုအရတော်နယ်တွေမှာရခင်ကစေကြဆိုင်ပြုထုတ်လုပ်တာမျိုးမရှိဘဲဒေသထွက်ရာသီသီးနှံတွေကိုသာဆိုင်ပြုကြပြီး2020နှစ်ကုန်ပိုင်းကစတင်ကစေကြပြုပင်တဲ့မျိုးစေ့တွေရောက်လာပြီး စိုက်ပျိုးကြတာကနေတစားထက်တစားတွင်ကျေစွာစိုက်ပျိုးလာကြတယ်လို့ဆိုပါတယ်စိုက်ပျိုးရရှိလာတဲ့စေကြောအရွတ်အပူတွေကိုအချောက်ခံပြီးနောက်အည်သွေးပေါ်မူတည်ပြီးတပိတ်တာကို70သိန်းမှ100သိန်းအထိဈေးရကာပွဲစားတွေကစိုက်ကင်းတွေအထိလာရောက်ဝယ်ယူကြတယ်လို့ဆိုပါတယ်စေကြောဈေးကောင်းတာကြောင့်ဒေသခံတွေအနေနဲ့ဒေသကုန်ပယ်သီးနှံတွေကိုမစိုက်ပျိုးကြတော့ဘဲစေကြောပင်တွေကိုသာပြောင်းလဲစိုက်ပျိုးလာကြသလိုတချို့မှလည်းဒေတာသီးနဲ့စိုက်ခင်းတွေကြားမှာရောနှောစိုက်ပျိုးကြတာမျိုးတွေပြုလုပ်လာကြတယ်လို့သိရပါဗျ။ ညောင်မျိုးအမတ်တီရပ်ပွဲအုပ်ချုပ်ရေးမှူးနဲ့ဇနီးကိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေကဖမ်းဆီးစစ်ဆေးနေတဲ့တဲ့ရင်ကိုဆက်လက်တိဆက်ပါမယ်။မန္တလေးတိုင်းညောင်မျိုးအမတ်တီရပ်ပွဲအုပ်ချုပ်ရေးမှူးနဲ့ဇနီးကိုဖမ်းဆီးထိန်းသိမ်းထားပြီးစစ်ဆေးနေတယ်လို့ဖမ်းဆီးထားတဲ့ညောင်ဦးချေဆိုင်ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိလူစီကတည်ရပါတယ်။လွန်ဝင်မ28ရက်နေ့လ12နာရီခန့်မှာအမတ်တီရပ်ကွက်တိရိမင်္ဂလာရက်နေ့စစ်ကောင်ရှင်လက်အောက်ညောင်မျိုးအမတ်တီရပ်ပွဲအုပ်ချုပ်ရေးမှူးဖြစ်တဲ့အသက်40နှစ်ဝန်းကျင်ရှိဦးဖိုးကျော်ခေါ်ဦးတင်ကျော်ဝင်းနဲ့ဇနီးဖြစ်သူ အသက်45နှစ်အရွယ်ဒေါ်ချောစုစုထွေတို့ကိုနေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ဥဖိုးကျော်ဟောဥထင်ကျော်ဝင်းရဲ့ပြစ်မှုတွေကများပြီးဖမ်းဆီးထိန်ထိန်ဆဲဆဲနေစေလို့ဖမ်းဆီးထားတဲ့ဒေသကားဝေးအဖွဲ့ရဲ့တာဝန်ခံကမြေလက်တံကိုပြောပါတယ်။အဲ့ဒီရွှေချွေမှုဟာညောင်မြို့နယ်နဲ့နီးတွိုင်းမှာစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးတာမှာစစ်ကောင်ရှင်တပ်သားတွေနဲ့ပူးပေါင်းပြီးဥဆောင်ပါဝင်တာအင်ချမ်းမြေခွက်တွေကိုကျူးကျော်ဆိုပြီးချင်းချောင်းငွေတောင်းတာတွေလုဆောင်နေတာကြောင့်ဖမ်းဆီးဆဲဆဲနေတာလို့ဆိုပါတယ်။ စစ်ဆေးမှုပြီးဆုံးရင်တက်ဆိုင်ရာစစ်ဆင်ကိုတင်ပြပြီးတိရောက်စွာအေးအေးယူသွားမယ်လို့လည်းအထက်ပတ်တော်ဝင်ရှိသူစီကတီးရပါဗါးရောင်းမြို့နယ်မှာစစ်ကောင်စီလက်အောက်အချိုးအမှုတွေမကြာခဏဆိုသလိုဖမ်းဆီးတပ်ဖြတ်ခံရမှုတွေရှိနေပြီးနိုဝင်ဘာ20ရက်ကလည်းတိတောင်ကြီးရွာအုပ်ချုပ်ရေးမှူးဦးမောင်တန်းဆိုသူတနက်နေ့တိခတ်ခံရပြီးသိဆုံးခဲ့တယ်လို့ဒီရပါတယ်။နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့မိုးကုံမြို့ကိုအင်အားထောင်ကြီးပါစစ်ကောင်စီတပ်တွေဝင်ရောက်နေပြီးမြို့ကဝင်ကျဲ TNL ကသတင်းယူပေးတဲ့သတင်းမှာ ဝန္ဒလီတိုင်းမိုးကုန်းမြို့တွင်ကိုစစ်ကားစီးရ125စီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တထောင်ခန့်ဝင်ရောက်လာပြီးပြည်သူစည်းရုံးမှနေရာယူထားတယ်လို့ဒေသခံတွေစီကသိရပါဗါဒ်အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမိုးကုတ်မိုင်းလုံးပြူးရွေအာရှလမ်းမကားတွေတစ်စင်းနိုဝင်ဘာ28ရက်နေ့29ရက်နှစ်ရက်တာအတွင်းဝင်ရောက်လာခဲ့ကြတာလို့ဆိုပါတယ် PNL ရဲ့အုပ်ချုပ်ရေးပိုင်းကအခုလက်ရှိချိန်အထိရှိနေဆဲဖြစ်ပြီးမြို့ရဲ့အုပ်ချုပ်ရေးပိုင်းကိုလွှဲရပြီးမှမြို့ကနေထွက်မှလို့မိုးကုတ်မြို့ကမြို့သားတအူးကပြောပါတယ် စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်လာတဲ့နေရတာအတွင်းမိုးကုံမြို့ရဲ့၄ဘက်၄တပ်အဝင်အထွက်တွေကိုတင်းတင်းကြပ်ကြပ်ပိတ်ဆို့ခါတောင်းမျိုးသားလူမျိုးရေးတပ်မတော် TNL ကလုံခြုံရေးယူပေးခဲ့တယ်လို့သူကဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၈ရက်ကစတင်ပြီးမိုးကုံမြို့ပေါ်ရှိပြည်သူတွေအနေနဲ့တဖြည်းဖြည်းတင်းချောင်ခဲ့ကြရာနိုဝင်ဘာ28ရက်အထိတင်းချောင်ကြတဲ့မြို့ကံပြည်သူ85ရာခိုင်နှုန်းအထိရှိတယ်လို့လည်းသူကဆက်ပြောပါတယ်။အခုလိုစစ်ကောင်စီတပ်တွေမိုးကုံမြို့ပေါ်ဟိုလာချင်း လုံချုံရင်းယူပေးပြီးမြို့ပေါ်ကိုခေါ်လာတာနဲ့ပတ်သက်ပြီးနောက်ထပ်မျိုးသားတအုပ်ကလည်းအခုလိုပြောပါဗျ။မိုးဖို့မျိုးက TNL ကိုဘယ်တော့မှမကြိုဆိုတော့တယ်လို့နောက်နောက် TNL အရင်ကလိုစက်ကြီးလာကောင်းမယ်ဆိုရင်အရင်လိုစက်ကြီးမပေးတော့ဘူးလို့သူကပြောပါဗျ။ပြီးခဲ့တဲ့အော်တိုဘာ28ရက်နေ့28ရက်ကတရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်ရဲ့ဂျာဝင်စစ်စဲမှုနဲ့စစ်ကော်မရှင်တပ်နဲ့ DNL တပ်တို့ကိုးကျင်မြောက်ဆွေးနွေးပွဲပြုလုပ်ပြီးနောက်မှာအပြစ်ခတ်ရဲစဲရေးသဘောတူကမိုးဖို့နဲ့မိုးမင်းမျိုးတို့ကနေ TNL တက်တွေပြန်ဆုပ်ပေးသွားမယ်လို့ TNL ကအော်တိုဘန်29ရက်ကထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့2024ဇူလိုင်လ24ရက်မှာမိုးခိုမြို့နယ်တစ်ခုလုံးကို TNL နဲ့ဒေါ်လာ8ဘူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။မြေလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်အတန်ရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးညီလက်တန်ရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါ रे ခင်ဗျာ။